သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့အော်တိုဘားလ15ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဇုံတိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မှာပြန်ကျဈေးနဲ့စင်ကတ်မဲ့ဆိုင်တွေမမြင်ကျင်ဘူးဆိုတော့မင်းအွန်လိုင်းအမိန့်ကြောင့်ယာယီဈေးတွေဆိုင်ကန်းတွေအလုံးဖြတ်သိမ်းခံရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်မြို့မှာပြင်ကျဈေးတွေနဲ့စီကံမဲ့ဆိုင်တွေလမ်းဘေးဝေးရံမှာကောင်းရွက်ပြတ်ထူဈေးတွေမမြင်ကျင်ဘူးဆိုတော့မင်းအောင်လိုင်းရဲ့အမိန့်ကြောင့်ယာယီဈေးတွေပြင်ကျဈေးတွေနဲ့လမ်းဘေးဝေးရံကဆိုင်တွေကိုတရပိုင်းတွင်စစ်တပ်နဲ့စီပင်ကလိုက်လံဖျက်သိမ်းနေပါတယ်။အော်တိုဘန်၁၀ရက်နေ့ရန်ကုန်မြို့ဒလတဒါစီမံကိန်းနဲ့တကုံမြို့တက်တောင်ပိုင်းစစ်မှုတန်းဟောင်းအင်ယာခေါ်မုံဆိုးမအင်ယာတီဆောက်ရေးလာရောက်စစ်ဆေးသွားတဲ့မင်းအောင်လိုင်းကအပြတ်မှာတင်ငန်းကျွန်းတာမွေတာကိတပဟန်းတကုံနဲ့ ကမာရွတ်မြို့နယ်တွေကိုကားနဲ့လှည့်လည်ကြည့်ရှုခဲ့ပါတယ်။အဲ့ဒီလိုကြည့်ရှုရင်းမင်းအောင်လိုင်ကလမ်းဘေးဝေးရံမှာပြန်ကျဈေးတွေကောင်းရွက်ပြတ်ထိုးဈေးတွေနဲ့စီးကပ်မဲ့ဆိုင်တွေကြောင့်မြို့ရဲ့အလားပါကိုအကြီးတန်းစေတာကြောင့်ကြက်မတ်ဆောင်ရွက်ဖို့နဲ့နောက်တစ်ခါတူလာတဲ့အခါမမြင်ချင်းဘူးလို့ထုတ်ပေါ်ပြောဆိုသွားခဲ့ပါတယ်။အဲ့ဒီလိုပြောဆိုမှုကြောင့်အော်တိုဘားလ17ရက်နေ့ကစတင်ပြီးရန်ကုန်မှာလမ်းဘေးဝေးရံဆိုင်ကမ်းတွေပြန်ကျဈေးတွေယာယီဈေးတွေကိုအလုံးအင်းနဲ့စစ်တပ်နဲ့စီပင်ကဖျက်သိမ်းလာပါတယ်။ ဒါအပြင်အိမ်နဲ့ဆိုင်တွဲထားတဲ့ဈေးဆိုင်အိမ်တွေတိုက်မြင်ကြီးတက်မှာဖွင့်လှစ်ထားတဲ့ဆိုင်ကန့်တွေကိုလည်းအဖီတွေဖျက်ချတာလမ်းနဲ့နှမိတ်နဲ့မလွတ်တဲ့ဆိုင်တွေကိုဖျက်ခိုင်းတာတွေလှုပ်ဆောင်လာပါတယ်။မင်းအောင်လိုင်းအမိန့်ကြောင့်တာမွေကျပေးဈေးမှပြန်ကျဆိုင်ကန့်တွေတာမွေဈေးအရှိမရှိနေတဲ့လမ်းဘေးဆိုင်တန်းတွေစစ်တပ်နဲ့စီပင်ကဖျက်သိမ်းနေသလိုရက်ကွက်အတွင်းမှာဖွင့်လှစ်နေတဲ့ပြန်ကျဈေးတွေကိုလည်းစစ်တပ်နဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကဖျက်သိမ်းတာတွေလှုပ်ဆောင်လာပါတယ်။အော်တိုဘားလ14ရက်နေ့မှာတော့ ်တင်ငန်းကျွတ်မြို့နယ်ပြည်တော်စုဂုံးကျော်တရအစင်းမှာရှိတဲ့ပန်းစီရန်ဆိုင်ကန်းတွေအလုံးကိုစစ်တပ်နဲ့စီပင်ကလာရောက်ဖျက်သိမ်းခိုင်းပြီးမဖျက်တဲ့ဆိုင်တွေကိုဘူဒိုဇာနဲ့ထိုးချဖျက်ဆီးပစ်မယ်လို့ချိန်ချောက်ပါတယ်။လက်တလောရန်ကုန်စီပင်တရင်ချင်းမြစ်တချို့ရဲ့အဆိုအရရန်ကုန်တမြို့လုံးမှာရှိတဲ့ဆိုင်ကန်းတွေပြန်ကျဈေးတွေနဲ့ယာယီဈေးတွေအလုံးကိုစီမံချက်နဲ့ဖျက်သိမ်းနေတာဖြစ်ပြီးခွင့်ပြုချက်မရှိဘဲဈေးရောင်းရင်ထောင်တန်းချမှတ်တဲ့အထိအေးအေးယူသွားမယ်လို့ဆိုပါတယ်။ စီပင်ကတတ်မှတ်နေရာမှာမရောင်းနေစေစိုင်ကန်းတွေကိုပညာပေးကာလတတ်မှတ်ပြီးဖျက်သိမ်းနေပါတယ်ပညာပေးကာလကြုံရင်တော့စီကမ်းမဲ့စိုင်ကန်းတွေကိုပြန်ကျဈေးတယ်တွေကိုဖမ်းဆီးမှာဖြစ်ပါတယ်စီပင်ဥပဒေအရကတော့ဒဏ်ရိုက်နိုင်တယ်လို့ထောင်တန်လဲချမှတ်လို့ရပါတယ်လို့ရန်ကုန်စီပင်တင်းရှင်းမြစ်ကဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာနျူကလ িয়ার တပ်ပေါင်းဖို့တိစောက်ရေးစီမံကိန်းကိုစစ်အုပ်စုကလက်တွေ့အမြန်စတင်လုပ်ပေးမယ်လို့ ရုရှားကနှိကွေးစွာ တုံ့ပြန်နေတဲ့အတွက်မင်းအောင်လိုင်းအားမလို့အားမရဖြစ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်မင်းအောင်လိုင်းကနျူကလ িয়ার တပ်ပေါင်းဖို့တိစောက်ရေးစီမံကိန်းကိုလက်တွေ့အမြန်စတင်လိုပေမဲ့ရုရှားကနှိကွေးစွာတုံ့ပြန်နေတဲ့အတွက်စစ်အုပ်စုကအားမလို့အားမရဖြစ်နေကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ်။အကြမ်းဖက်မင်းအောင်လိုင်းကနှစ်နိုင်ငံ MOU လက်မှတ်ရေးထိုး၍သဘောတူညီထားတဲ့နျူကလ িয়ার တပ်ပေါင်းဖို့တိစောက်ရေးစီမံကိန်းကိုဖြစ်နိုင်သမျှမြင်မြန်အမြန်ဆုံးစတင်လိုကြောင်း တို့ရမှာရုရှားဘက်ချမ်းမှာတုံ့ပြန်မှုနေကွေနေတဲ့အတွက်စီမံကိန်းမှာခရီးမပေါက်ပဲလက်တွေဖြစ်လာရင်ကြားမြင့်နေကြောင်းမင်းအောင်လိုင်းကဓပောင်းဖို့အတွက်လက်တွေမြေနေရာနှစ်ဖက်ညှိနှိုင်းရွေးချယ်ကရုရှားဘက်မှပညာရှင်များနဲ့မြန်မာဘက်မှပညာသင်များပူးရဲ၍နျူကလ িয়ার ဓပောင်းဖို့တိဆောက်ရအမြန်ဆုံးစတင်နေကြောင်းသိရှိရပါတယ်။ဒီဘက်ဓပောင်းဖို့စီမံကိန်းကိုနှစ်ဖက်ညှိနှိုင်းပြီးတော့မြေနေရာရွေးတာမြေတက်မှတ်တာနှစ်ဖက်ပူးပေါင်းအဖွဲ့တွေစာဗေးလုပ်တာတွေစတင်နေပြီးရုရှားဘက်က process တွေကတအားနှေးနေတာ ရုရှားပညာရှင်တွေလာဖို့လဲဒီဘက်က ready ဖြစ်ပေမဲ့ရုရှားဘက်ကမြင်မြန်ဆန်ဆန်မလွတ်သေးဘူးအခုတက်တီကိုနှစ်နိုင်ငံသဘောတူညီချက်ကလက်တွေ့အကောင့်ထဲပေါ်မှုအားနေနေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ်2025ခုနှစ်ဧပြီလအတွင်းမှာမြန်မာနိုင်ငံမှာရုရှားကမက်ဂါဝတ်130အသေးစားနျူကလ িয়ার တပ်ပေါင်းဖို့ကိုတိဆောက်ရန်နဲ့အဆိုပါတပ်ပေါင်းဖို့ကိုမက်ဂါဝတ်330အထိလျှက်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရင်နျူကလ িয়ার တပ်ပေါင်းဖို့အဆင့်တိုးမြင့်သွားနိုင်ရန်နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြောင်း နျူကလ িয়ার တပ်ပေါင်းဖို့စီမံကိန်းအတွက်ရုရှားနဲ့မြန်မာနှစ်နိုင်ငံနားလည်မှုစာကျွန်းလောသဘောတူညီချက်ကိုရုစတွန်ညွှန်ကြားရေးမှူးချုပ်အလက်ဆီလီကာရှက်ဖ်နဲ့မြန်မာနိုင်ငံသိပ္ပံနဲ့နည်းပညာဝန်ကြီးမျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ်။ရုရှားကနျူကလ িয়ার တပ်ပေါင်းဖို့တည်ဆောက်ရေးနဲ့လေပယ်ရေးတို့ကိုရုရှားပညာရှင်များနဲ့တူမြန်မာနိုင်ငံမှာစစ်အရာရှိများကိုပူးတွဲတင်ကြားပြသပေးတော့မှာဖြစ်ပြီး ဆေအိုစုကနျူကလ িয়ার တပောင်းဖို့တိစောက်မှုအစင်းအလိုက်ချင်းစီအတွက်ဆေအိုစုကရုရှားထံကိုငွေကြေးပေးချေရမှာဖြစ်ကြောင်းသိရှိရပါတယ်။လက်တလုံးစစ်တပ်ကနျူကလ িয়ার တပောင်းဖို့စီမံကိန်းအတွက်နျူကလ িয়ার ပါတာရဲ့ဆိုင်ရာဘွဲ့လွန်ရရှိထားတဲ့ရုရှားပြန်စစ်ဖို့အရာရှိများကိုပြန်လည်စုစည်းကလက်တွေ့နျူကလ িয়ার တပောင်းဖို့တိစောက်ရေးအတွက်ဘွဲ့လွန်ပါတာရဲ့များတင်ကြားနိုင်ရေးပညာတော်သင်များစက်တိုက်စီလွတ်လျက်ရှိကြောင်းသိရှိရပါတယ်။မင်းအောင်လိုင်းက နျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းတဲ့နည်းလမ်းနဲ့အသုံးပြုမယ်လို့ပြောဆိုထားပေမဲ့နျူကလ িয়ার ပညာရပ်နဲ့ပတ်သက်ပြီးတော့စစ်ပတ်အရာရှိများကတော့ရုရှားကိုပညာတော်တင်ဆီလွတ်ပြီးအရက်ဖတ်မှဝန်တန်းများကိုတော့ဆီလွတ်မှုအလွန်နှဲပါလျက်ရှိကြောင်းစုံစမ်းသိရှိရပါတယ်။မင်းအောင်လိုင်းရဲ့စက်တင်ဘာလရုရှားခီးစဉ်အတွင်းမှာမြန်မာနိုင်ငံမှာအငြင်းစားလျက်စစ်တအားပိတ်ဆက်ယုံတည်ဆောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအဆောက်အုံလူစွမ်းအားအရင်းမြစ်များနဲ့အခြားလိုအပ်တဲ့လုပ်ငန်းတွေကို Russia Federation နိုင်ငံနဲ့ ရူဆာတုံတူကတက်နိုင်သမျှဆက်လက်ကူညီပေးပါရန်မင်းအွန်လိုင်းကရုရှားအစိုးရကိုမြစ်တာရက်ခံခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒဝင်မြို့နယ်အမတ်တ339နှစ်တက်ရင်မှလက်နက်ခဲယံပို့ဆောင်ရန်ထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုချက်ပြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းဒဝင်မြို့နယ်အမတ်တ339နှစ်တက်ရင်မှလက်နက်ခဲယံပို့ဆောင်ရန်ထွက်လာတဲ့စစ်ကြောင်းကိုချက်ပြတ်တိုက်ခိုက်ရမှာအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကြောင်း ဒုရကစစ်ကြောင်းမှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အော်တိုဘာလ23ရက်နေ့မနက်7:00နာရီခန့်မှာဒဝေမြို့နယ်မောင်မေရှောင်ကြီးရွာအတွင်းမှာရှိတဲ့အမတ၃တုံညာနဲ့တက်ရင်မှလက်နက်ခဲယံပို့ဆောင်ရန်ထွက်ခွာလာတဲ့အင်အား100ပါးစစ်တပ်စစ်ကြောင်းကိုတော်လိုင်းရင်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ပြီးဒဝေအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်းမှာ ော်လန်ကြီးရဲဘော်များအထူးကိမရှိပြန်လည်စစ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။မောင်မင်းရှောင်ကြီးရွာအတွင်မှရှိတဲ့အမတ်တ339နှစ်တပ်ရင်းကလက်နက်ခဲယံပို့ဆောင်ဖို့ထွက်ခွာလာတဲ့အင်အားတရာပါစစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာစစ်ခွေး9កောင်တိစုံးတယ်လို့သိရပါတယ်လို့ဒုရကစစ်ကြောင်းမှတာဝန်ရှိသူကဆိုပါတယ်။ပြည်သူများအနေနဲ့တနိုင်ငံလုံးအတိုင်းအတာစစ်ရေးများအရှိန်အဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စစ်ရေးအထူးတတိတတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းတာကြောင့် တနင်္သာရီတိုင်းအတွင်းအကြမ်းဖက်စစ်တပ်မှအချိန်မရွေးလေကြောင်းအုံပြုတိုက်ခိုက်မှုများရှိနိုင်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုလိုက်နာကြင့်ကြံကြပါရန်နဲ့တော်လန်ရင်းနဲ့စစ်ရေးအရှိန်မြင့်လာတဲ့နေ့အမျှပြည်သူ့ဘက်အမတ်တရားဘက်ရက်တီလိုတဲ့စစ်သားများရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ခွင်ခလုံးပြီးအမြန်ဆုံးပူးပေါင်းပေးကြပါရန်ဒုရကစစ်ကြောင်းကတိုက်တွန်းထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုပြက်ပြက်တားတားညှင့်ပယ်ရန် မလေးရှားနဲ့ထိုင်းနိုင်ငံကြားရေးဝန်ကြီးဟောင်းနှစ်ဦးနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကတိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုပြက်ပြက်သားသားညှင်းပယ်ရန်မလေးရှားနဲ့ထိုင်းနိုင်ငံကြားရေးဝန်ကြီးဟောင်းနှစ်ဦးနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကယမန်နေ့မှာကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။အဆိုပါကြေညာချက်ကိုမလေးရှားနိုင်ငံကြားရေးဝန်ကြီးဟောင်းဒေါက်တာဆရီဆိုင်ဖတ်ဒင်အဗ်ဒူလာ ထိုင်းနိုင်ငံကြားရေးဝန်ကြီးဟောင်းကွန်ကစစ်ပီရိုမြာနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SCM အဖွဲ့ဝင်၃ဦးတို့ကထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးယခုအော်တိုဘာလအတွင်းမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်မဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုပြက်ပြက်သားသားညှင်းပယ်ရန်မြန်မာနိုင်ငံအပေါ်မဟာပြူဟာများပြန်လည်တုံးတက်ရန်တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။အော်တိုဘာလ9ရက်နေ့မလေးရှားနိုင်ငံကြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့ နေပြည်တော်ခီးစင်မှာမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလွတ်လပ်တရားမျှတမှုပွင့်လင်းမြတ်တာမှုနဲ့ယုံကြည်စိတ်ချရတဲ့လုပ်ငန်းရှင်များအတွက်အနေဆုံးစံနှုန်းများကိုချမှတ်ခဲ့ပြီးနိုင်ငံတော်ကျင်းပတဲ့ကြောင်းနိုင်ငံရေးပါတီများအားလုံးကပါဝင်ဆောင်ရွက်တင်ကြောင်းစစ်အုပ်စုကိုတိုက်တွန်းခဲ့ပါတယ်။မလေးရှားနိုင်ငံကြောင်းရေးဝန်ကြီးထုတ်ဖော်ပြောဆိုခဲ့တဲ့စံတမတ်ချက်များနဲ့စစ်အုပ်စုကဒီဇင်ဘာလ28ရက်နေ့မှာစတင်ရန်စီစဉ်ထားတဲ့ရွေးကောက်ပွဲကမကိုက်ညီတဲ့အတွက် အာဆီယံကစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုပြက်ပြက်တားတားပယ်ချရမှာဖြစ်ကြောင်းအကယ်၍အာဆီယံကစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုမပယ်ချရင်မြန်မာပြည်သူများအပေါ်တစ်ဆာဖောက်လိုက်ခြင်းဖြစ်ပြီးဒေသရင်းမှာရက်ဆက်ကြမ်းကြုတ်တဲ့စစ်အာဏာရှင်ကိုဆုချခြင်းဖြစ်လိမ့်မယ်လို့တတိပေးပါတယ်စစ်အုပ်စုကမလေးရှားနိုင်ငံသားဝင်ကြီးရဲ့ခီးစဉ်ကိုလိမ့်လည်ဝါဒဖြန့်ခဲ့ပြီးအာဆီယံကမြန်မာနိုင်ငံကိုရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များဆေးလွတ်မယ်လို့ကတိပြုခဲ့တဲ့ဝါဒဖြန့်ပြောင်ပြောင်တင်းတင်းလိမ့်လည်ခြင်းမှာ တရားဝင်မှုရရှိရေးကြိုးပမ်းမှုတရက်ဖြစ်ကြောင်းထောက်ပြထားပါတယ်။မြန်မာစစ်အုပ်စုကအာဆီယံပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ရန်ပြက်ကွက်မှုမှာအာဆီယံရဲ့ကြာရှုံးမှုအဖြစ်ဝန်ခံရမှာဖြစ်ပြီးဒေသရင်းနိုင်ငံများအကြားနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတိုးပွားလာစေရန်အဖွဲ့ဝင်နိုင်ငံများအကြားအနာဂတ်စစ်အာဏာသိမ်းမှုဖြစ်လာစေရန်ခွင့်ပြုစေတကယ့်သို့ဖြစ်ခြင်းပြည်သူထောင်ချီတပ်ဖြတ်ခြင်းကိုလက်လျူရှုခြင်းနဲ့အာဆီယံအနေနဲ့မိမိအဖွဲ့အတွင်းအရေးကြီးတဲ့ဆုံးဖြတ်မှုများကိုဥဆောင်ထိန်းချုပ်ရန် အင်အားနဲ့ဩဇာမရှိတော့ခြင်းများဖြစ်ပေါ်စေကြောင်းထောက်ပြပါဗါဒ်အာနာသိန်းစစ်အုပ်စုရဲ့အကြမ်းဖက်မှုများအမြင့်ဆုံးအဆင့်ကိုရောက်ရှိလာတဲ့အချိန်မှာအတူယောင်ရွေးကောက်ပွဲဟာလည်းနီးကပ်လာတဲ့အတွက်ကြောင့်အာဆီယံအဖွဲ့အနေနဲ့လှုပ်ဆောင်နိုင်တဲ့နောက်ဆုံးအခွင့်အရေးတစ်ခုပဲကြံရှိတော့ကြောင်းပထမဦးစွာအာဆီယံဟာစစ်တပ်ရဲ့အတူယောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းပြက်ပြက်သားသားရှင်းရှင်းလင်းလင်းပြောကြားသင့်ပြီး၎င်းမှာပါဝင်ပတ်သက်ခြင်းမရှိရန်နဲ့ရွေးကောက်ပွဲရလဒ်ကိုပယ်ချရမှာဖြစ်ကြောင်းစစ်မှန်ပြီးအလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကိုရရှိရန်နိုင်ငံရေးအကျဉ်းသားများအားလုံးလှုပ်ပေးရန်တရားဝင်နိုင်ငံရေးပါတီအားလုံးပါဝင်နိုင်ရန်တိုက်ပွဲများရပ်ဆိုင်ရန်နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များလာရောက်နိုင်မှသာလျှင်စစ်မှန်ပြီးယုံကြည်စိတ်ချရတဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲများကိုမြန်မာနိုင်ငံမှာကျင်းပရန်ဖြစ်ကြောင်းထောက်ပြထားပါတယ်။ဒါအပြင်အာဆီယံပုံသဘောတူညီချက်၅ချက်ကိုမြန်မာစစ်တပ်ကအကောင့်ထဲမှာပေါ်ရန်နဲ့မြန်မာစစ်တပ်ကိုရှုတ်ချမှုမှကင်းလွတ်ခွင့်မပေးရန်တင်းကြပ်ရမှာဖြစ်ကြောင်း စစ်တပ်ကိုယ်စားလှယ်များနဲ့စစ်တပ်ခေါင်းဆောင်များကိုအာဆီယံအစည်းအဝေးတိုင်းမှာပိတ်ပင်မှုများတိုးချဲ့ရန်လည်းတိုက်တွန်းထားပါတယ်။တတိယအအနေနဲ့အာဆီယံကမြန်မာနိုင်ငံအပေါ်ရှင်းလင်းပြသတဲ့နောက်ဆုံးကိန်းဖြစ်တဲ့မဟာပြူဟာအသစ်တရက်ကိုစတင်ရန်58ကြိမ်မြောက်ထိတိအစည်းအဝေးကိုအသုံးပြုရမှာဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနဲ့အနာဂတ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်တို့ကအာဆီယံအထူးတန်တမန် Tensory Otman Hashim နဲ့အတူ အာဆီယံရဲ့အရေးယူဆောင်ရွက်မှုများပါဝင်တဲ့မူဝါဒများကိုချမှတ်ရမှာဖြစ်ကြောင်းတိုက်တွန်းထားပါတယ်။အထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုချက်ချင်းလွတ်ပေးရေးအာဆီယံနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကထောက်ခံအားပေးပြီးတနိုင်ငံလုံးပြစ်ခတ်ရစေးရေးကိုနိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများမှစောင့်ကြည့်နေတဲ့တိုက်ခိုက်မှုအားလုံးကိုချက်ချင်းရပ်နိုင်စေရန်တရမန်ရေးရာကြိုးပမ်းမှုများကိုအရှိန်မြှင့်ဆောင်ရွက်ရန်တို့ပါဝင်ပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်မရှင်ကအကြိမ်ကြိမ်အင်အားဖြစ်တင်းထားတဲ့နိုင်ငံဗျူဟာဂုံးကိုတင်ပိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးငဖင်းမြို့နယ်ဗရမ်းမှာရှိတဲ့စစ်ကောင်မရှင်ရဲ့နိုင်ငံလေးချောင်းရံကာကွယ်တပ်စခန်းဂုံးကိုအေအေနဲ့မဟာမိတ်တပ်များကတင်ပိုက်ရရှိပြီးဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကောင်မရှင်တပ်ရဲ့နိုင်ငံဗျူဟာဂုံးကိုကိုလနီးပါအကြတိုက်ခိုက်ခဲ့ပြီးနောက်ယမနေ့အော်တိုဘားလ14ရက်နေ့မှာအလုံးစုံတင်ပိုက်နိုင်ငံချင်းဖြစ်ကြောင်းသတင်းရှိမြစ်ထံကနေသိရှိရပါတယ်။ စခန်းကထွက်ပြေးတဲ့တပ်သားတွေကိုဖမ်းမိတာရှိတယ်။အချို့ကျတော့လက်နက်ချတာပေါ့။အသေးစိတ်ကိုတော့ထုတ်ပြန်ပါလိမ့်မယ်။ဒီညနေမှာအလုံးစုံသိမ်းလို့ရတာပါလို့သတင်းရင်းမြစ်က ARD Time ကိုပြောပါတယ်။နေရီကန်စခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာဟာဝေဇာအမြောက်များနဲ့စစ်ဘက်တုံးဆက်များကိုပါတည်ယူထွက်ပြေးကြပြီးနောက်စကန်နီတီ AA တပ်များချင်းကပ်သိမ်းပိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ရင်တန်းတွေကနေရီကန်ကိုမတက်နိုင်ရင်ကပ္ပဆတ်၁၄ကာကွယ်ပစ္စည်းစက်ရင်ကိုအတိကကာကွယ်ဖို့ဖြစ်နိုင်တယ်။ နိုင်ငံကတော့ဘလို့မှလှုပ်မရတဲ့အနေထားနဲ့ပိတ်ဆို့ပြီးသွားပါပြီ။ဘီယာကုန်းတဲ့ခံပစ်နေတဲ့အဖွဲ့တွေကြံနေသေးတယ်လို့လည်းသိရပါတယ်လို့ယမနေ့အော်တိုဘလန်73ရက်နေ့ကစီးရီးသတင်းရှင်းပြတခုက ARD Time ကိုပြောပါတယ်။နိုင်ငံဘီယာမှစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ထွက်ပြေးသွားပြီးနောက်လီကျောင်းမှလည်းနိုင်ငံဘီယာကုန်းတဲ့အနီးတစ်ဝိုက်ကိုပြန်လည်ကြေးချတိုက်ခိုက်မှုများလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘလန်7ရက်နေ့ကစကန်သိန်းစစ်ခံရတယ်လို့သတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာစစ်ကော်မရှင်ကမကွေးပတ်မှနေ၍ အရက်၃ရင်အချို့အပါအဝင်အင်အားအပြည့်နဲ့စစ်ရင်တန်းတွေကိုမဆက်ခကုတုံညာကအတွင်းကိုပို့ဆောင်ခဲ့ပါတယ်။စစ်ရင်တန်းများအနက်အင်အားအပြည့်ပါတဲ့စစ်တုံးကားကြီး၁၁စီးဟာပြင်းဝစစ်စည်းကိတ်ထီကိုရောက်ရှိရနာနေပြီဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်နယ်ရီကန်ပြည်ဝတစ်ခုလုံးအလုံးစုံပိတ်ဆို့ထိန်းချုပ်ခံလိုက်ရပြီးနောက်စစ်တွေရေးလမ်းကြောင်းများပါပြတ်တောက်သွားပြီးပြင်းဝစစ်စည်းကိတ်ထီစစ်ကော်မရှင်ရဲ့အရာရှိပိုင်းများပါရောက်ရှိလာကညွှန်ကြားမှုပေးနေကြောင်းသိရှိရပါတယ်။အေအေတပ်ဖွဲ့များမှာ နိုင်ငံပတ်ဝန်းကျင်မှာရှိတဲ့ကာကင်စကန်များအားလုံးကိုတင်ပိုက်လိုက်တဲ့အပြင်ဘီအာကုန်းကြီးတစ်ခုလုံးကိုပါထိန်းချုပ်ထားတဲ့အတွက်စစ်ကော်မရှင် လေကြောင်းမှပေးပို့တဲ့လက်နက်ခင်းရန်တုပ်အများစုကိုအေအေကတိမ့်ယူသွားကြောင်းသိရှိရပါတယ်။လက်ရှိမှာဘီအာကုန်းကိုတက်လာတဲ့စစ်ကူစစ်ကြောင်းများနဲ့အေအေတက်တို့တိုက်ပွဲဖြစ်ပွားနေပြီးလေကြောင်းမှလည်းဘုံကျစ်တက်ခိုက်မှုများရှိနေကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကော်မရှင်က ကုလသမဂ္ဂရဲ့စစ်ဆွေးချက်တွေကိုယုတ်တိမရှိလို့ကန့်ကွက်ပယ်ချခဲ့ပြီးနောက် မြန်မာအရေးကို၎င်းတို့ဥဆောင်မဲလို့ကြီးညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကော်မရှင်ကမြန်မာအရေးနဲ့ပတ်သက်ပြီးကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီ UNHCR အနေနဲ့ယုတ်တိမရှိပဲဆွဆွဲနေတယ်လို့ကန့်ကွက်ပယ်ချခဲ့ပြီးနောက်ရွေးကောက်ပွဲအပအဝင်ပြည်တွင်းငြိမ်းချမ်းရေးကို၎င်းတို့ရဲ့ဥဆောင်မှုနဲ့သာဆက်လက်ဆောင်ရွက်သွားမယ်လို့ကြေညာခဲ့ပါတယ်။စစ်ကော်မရှင်ဟာဂျနီဗာမြို့မှာကျင်းပခဲ့တဲ့လူ့ခွင့်ရေးကောင်စီရဲ့60ကြိမ်မြောက်အစည်းအဝေးကာလအတွင်းမြန်မာအရေးနဲ့ပတ်သက်၍အစီရင်ခံစာနဲ့ ဆွေးနွေးမှုများပေါ်အော်တိုဘားလ23ရက်နေ့ကတုံ့ပြန်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။မြန်မာစစ်ကော်မရှင်ကအာဏာသိမ်းပြီးနောက်ပြုလုပ်သွားမယ့်၎င်းတို့ရဲ့ရွေးကောက်ပွဲရလဒ်အရာအနိုင်ရရှိလာမယ့်နိုင်ငံရေးပါတီကိုအာဏာလွှဲသွားမှာဖြစ်ပြီးမြန်မာဦးဆောင်တဲ့မြမကိုပိုင် လုပ်ငန်းစဉ်နဲ့ပြည်တွင်းငြိမ်းချမ်းရေးတည်ငြိမ်ရေးတိုင်းပြည်တာယာဝါပြောရေးတို့ကိုဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။သို့သောစစ်ကော်မရှင်ညှိညွန့်တဲ့အဆိုပါမြမကိုပိုင်လုပ်ငန်းစဉ်ဆိုဒီမှာကုလသမဂ္ဂနဲ့အာဆီယံတို့လိုလားနေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တော်လှန်ရေးအဖွဲ့ ERO များအပါအဝင်အင်အားစုအလုံးပါဝင်မှုမျိုးမဟုတ်ပဲ၎င်းတို့ရဲ့ဥဆောင်မှုသာဖြစ်ကြောင်းမြန်မာအရေးအကိခတ်တို့ကထုတ်ပြသုံးသပ်ထားပါတယ်။အဆိုပါ UNHCR အစည်းအဝေးအတွင်းမှာကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးရဲ့အစည်းအဝေးခန်းစာနဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ညာ WIWM အဖွဲ့ရဲ့အစည်းအဝေးခန်းစာတို့အပေါ်ပေါင်းဆက်၍ဆွေးနွေးခဲ့ကြပြီးယခုအချိန်မှလည်း စစ်ကော်မရှင်အနေနဲ့တရားဝင်တရားခွင့်မရခဲ့ကြောင်းသိရှိရပါတယ်။ထို့ကြောင့်လူခွင့်ရေးကောင်စီရဲ့အခြေခံမှုများဖြစ်တဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးမှုနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့နဲ့တွေ့ဖက်လျက်ရှိသလိုရင်းဆွေးနွေးမှုနဲ့အစီရင်ခံစာများမှာအတိမပြုတ်နိုင်တဲ့အချက်လက်များကိုအသုံးပြု၍၎င်းတို့အပေါ်ထက်ထလဲလဲဆွဆွဲနေခြင်းဖြစ်ကြောင်းစစ်ကော်မရှင်ကဆိုပါတယ်။ဤကဲ့သို့ဆွဆွဲချက်များကိုအကြိမ်ကြိမ်ပြုလုပ်နေပြီးကုလသမဂ္ဂရဲ့လူခွင့်ရေးကာကွယ်မြင့်တင်ရေးမျက်နှာစာမှာ အရေးကြီးဆုံးသောယန္တရားတရက်ဖြစ်တဲ့လူခွင့်ရေးကောင်စီဟာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုမှဖြစ်ပေါ်နေမှုများအားလက်တွေ့ကျပတ်လိုက်မှုကင်းစွာမတုံ့တက်ကြောင်းစစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်စစ်ကော်မရှင်အနေနဲ့အဆိုပါဆွဆွဲချက်များနဲ့ပြည်တွင်းရေးဝန်ရဆွတ်ပတ်တဲ့ဆွေးနွေးချက်များကိုပြတ်သားစွာကန့်ကွက်ပေးချပြီး၎င်းတို့လုတ်ကင်နေတဲ့လုပ်ငန်းများကိုမျက်ချီမပြတ်အကောင့်ထဲပို့ဆောင်ရွက်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါရခင်ဗျာဟုတ်ကဲ့ပါ အခုလိုဆုံးထိနားဆင်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှပြရှင်လင်းချမ်းမြေ့ကြပါစေခင်ဗျာ။မြေ့ကြပါစေခင်ဗျာ။